စကွန်စီရဲ့ရွေးကောက်ဖွဲ့ဝါရဖြန်ကြီးရဲ့အတ္တမပူပေါင်းလို့ဆိုပြီးတရုတ်ဆောင်ဖွေးဖွေးကိုစေအုပ်စုကဖမ်းဆီးသွားတယ်လို့အနုပညာတိုင်းဝိုင်းကနေသိရပါဗျ။ပင်လို့လက်မိချက်မှာဇကားရိတ်နေတဲ့ဖွေးဖွေးကိုစကွန်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့အနုပညာလောကသားအချို့ကအတည်ပြုပါဗျ။ဖွေးဖွေးဖမ်းခံရတာကတည်ကြတယ်။အလင်းရောင်ကိုတော့အတည်မပြုနိုင်သေးဘူးလို့အနုပညာလောကသားတအူးကပြောပါဗျ။ စစ်ကောင်စီအဖေ Telegram Channel တွေမှာလည်းရွေးကောက်ပွဲလွန်စောရေးအတွက်ခေါ်နေတာမလားတဲ့ Academy များရှင်မင်းသမီးလေးတင်ဦးလမ်းမှာ open line ရောက်ပါပြီလို့ရေးသားပြီးနှွေးမှာချုပ်ရဲညမှာဝါရဖြန့်ချီနေတာတွေ့ရပါတယ်။ဒါပြန်စစ်တဲ့ Telegram Channel တွေမှာတော့စစ်ကောင်စီဘက်ကခေါ်ယူစစ်ဆေးပြီး campaign မှာပူပေါင်းပါဝင်ပေးဖို့စီယုံနေတာလို့ဆိုပါတယ်။စစ်အုပ်စုကအနုပညာရှင်တွေကိုရွေးကောက်ပွဲဝါဒဖြန့်ကမ်ပိန်းတွေမှာနှွေးမှာ9ရက်နောက်ဆုံးသားပါဝင်ဖို့ ညွှန်ကြားထားပြီးလူသိများတဲ့အမှုပညာရှင်တွေထဲကအလင်းရောင်နဲ့ဖွေးဖွေးကຫນွေမာ9ရက်ညနေအထိဆက်သွယ်မရဘူးလို့စစ်တပ်အမခန့်ထောက်ခံတဲ့ကြော်မျိုးမင်းကလည်းပြောထားပါဗျ။ကမ်ပိန်းမှာမပါဝင်တဲ့အမှုပညာရှင်တွေကိုအာဏာသွင်းကာလစခန့်ထင်ရပါဝင်နေတဲ့အကြောင်းပြချက်အပါအဝင်အခြားကိစ္စတွေနဲ့စစ်အုပ်စုကအေးအေးယူမှဖြစ်တယ်လို့ကြော်မျိုးမင်းကအချင်းချောက်ပြောဆိုထားပါဗျ။ စေအုပ်စုကသူတို့စိတ်တိုင်းကြလို့ဖို့ပြနေတဲ့ရွေးခုတ်ပွဲအတွက်အမှုပညာလောကကနမည်ကြီးသရုပ်ဆောင်တွေကိုတုံထားတဲ့ဝါရဖြန့်စကားကိုအောက်တိုဘာနောက်ဆုံးပတ်မှာထုံးလွှင့်ခဲ့ပြီးမြေပီထူရဲ့ဘက်ကအမှုပညာရှင်တွေကိုဝေဖန်ပစ်တင်မှုအနေနဲ့အတူသပိတ်မောက်တာဘိုက်ခေါ်နဲ့လူမှုရေးပစ်တန်ခတ်တာတွေလှုပ်လာကြပါတယ်။ဒါကြောင့်စစ်တပ်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့အောက်တိုဘာ30မှာအမှုပညာရှင်အားလုံးကို အရေးပေါ်အစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲကမ်ပိန်းအထွတ်အမထစ်မနစ်ပါဝင်ပေးဖို့နဲ့မပါဝင်အရေးယူမှကြောင်းချိန်ချောက်ခဲ့ပါတယ်။စစ်ကောင်စီကသူတို့ရဲ့ဝါဒချန်ဆက်ကားကိုဝေဖန်လို့ဝေဖန်တဲ့အကြောင်းအရာတွေကိုထောက်ခံလို့ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်ကဒါရိုက်တာသုံးဦးနဲ့တရုတ်ဆောင်နှစ်ဦးကိုမတရားဖမ်းဆီးထားပါသေးတယ်။ဒီနေ့က၈နိုင်ခွဲမှာစစ်တပ်ထောက်ခံတဲ့တရင်ဌာနတစ်ခုမှာတော့ဖွေးဖွေးပလန်လို့ပြီးအလင်းအောင်ထပ်အဖမ်းခံရတယ်လို့သတင်းဖော်ပြထားပါတယ်။